ကျမ်းမာတော်မူကြပါစားတော့နော်။ယခုချိန်မှာစတဲ့ဒီဒီကနေ့ဂျော်နာ19ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရဲဘော်လိုက်ရမှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel တွေဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ EE Thosis ရဲ့အတွက် Jockey Laser အနီးတိုက်ပွဲပြင်ထန်တိုက်ပွဲမှာမြို့နဲ့နီးလာပြီးပြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ရခိုင်ပြည်နယ် Jockey မြို့ Laser အနီးကို Araka တက်တော် EE ကထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် ဇော်လာ16ရက်နေ့မှာတိုက်ပွဲများပြင်းထန်နေကြောင်းမြို့ခံများတန်ကနေသိရှိရပါတယ်။ဇော်လာ15ရက်နေ့ည9:35မိနစ်ကအေဘက်ကလက်လက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ဇော်လာ16ရက်နေ့မနက်ပိုင်းမှာစတဲ့ကနှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားနေကြောင်းကြောက်ဖြူမြို့ကန်တရင်ရှိမြစ်တအူးကပြောပါတယ်။မင်းညောက်ကကြောက်ဖြူမြို့အဝင်ပေါ်နေရင်ကွင်းနောက်မှာလာချတာအေကလက်လက်ကြီးနဲ့ပစ်တာမနက်အာယောကစပြီးအခုထိအပြန်အလှန်ပစ်နေကြတယ်။မိသက်တွေကခြားဌာနဆိုင်ရာဝန်ထမ်းတွေကတော့ မနက်ကရုံမသွားရေးကြဘူးကြောက်ဖြူမျိုးအဝယ်ရစ်တဲ့ရင်30နှစ်အနီးတဝိုက်တန်းကွယ်အဲ့ဒီတဝိုက်လည်းတက်ပွဲဖြစ်နေတယ်လို့၎င်းကဆိုပါတယ်လက်ရှိမှာကြောက်ဖြူမျိုးမှာရှိတဲ့ဒေရင်ကွယ်အနီးတဝိုက်အပြင်ကရစ်တဲ့ရင်30နှစ်အနီးရိုက်စစ်ကြီးကြီးရွာနဲ့တ냐ဝတီရေတပ်ဌာနချုပ်ကိုတွားတဲ့တစ်ပုတ်တောင်လမ်းကွယ်နဲ့ဂုံးချွင်တရားအနီးတိုက်ပွဲများဖြစ်ပွားနေကြောင်းဒေတာရင်းစီရီတရင်ကြီးမြင့်တဦးကပြောဆိုပါတယ်အရခတ်တက်တော်အေအနီးနဲ့ TNL အပါအဝင်မဟာမိတ်ကူပေါင်းတက်ခွေများနဲ့အတူ အရှိန်အဟုန်နဲ့တိုက်ပွဲဆင်နေနေခြင်းကြောင့်တိုက်ပွဲအနေထားမှာကြောက်ခုမျိုးနဲ့လေးဆက်လာပြီးဖြစ်ကြောင်း CDM ဗိုလ်ကြီးစင်ယောကတုံ့တပ်ပါတယ်။ကြောက်ခုမျိုးနဲ့တော့နီးစပ်နေပြီပေါ့။ဒီရဲတရင်ကိုရောက်ပြီဆိုရင်အရကတက်တော်နဲ့ပူပေါင်းအဖွဲ့တွေက25ကြာခိုင်နှုန်းကြောက်ခုကိုတင်ပိုက်ပြီးနိုင်ပြီလို့ပြောလို့ရမှာဖြစ်တယ်။ဤရဲ့ညဝရီရဲတစခန်းနဲ့ကောလရ34ကိုတကယ်တမ်းတိုက်မယ်ဆိုရင်လက်နဲ့ချမဲ့အနေထားလို့ကြားသိထားတာရှိပါတယ်ခင်ဗျာလို့၎င်းကပြောပါတယ်။တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အရကတတော်အေရဲ့ပြောရေးဆိုခွင့်ရဥက္ကတုခကိုဆက်သွယ်မင်းညံထားပေမဲ့ပြန်လည်ဖြေကြားခြင်းတော့မရှိသေးပါဘူး။ဒီနေ့ကြောက်ကြွမြို့နယ်တွင်တမကစစ်တွေနဲ့ပေါ်နဂျောအဆက်မှရှိတဲ့အောင်တိုင်းဝါဘူးကြီးရတော်ဝိုင်မှာလဲနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းဒေသခံကတန်ကနေသိရှိရပါတယ်။လက်တလုံးရခိုင်ပြည်နယ်ကြောက်ကြွမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများမှာစစ်ကောင်စီရဲ့အကြီးတန်းအရာရှိများတေဆုံးမှုများရှိနေတယ်လို့တရင်အလိုက်အေအေတန်ကိုလက်နက်ချအလင်းဝင်မှုများရှိနေပြီးတေဆုံးသူများပြားနေကြောင်း စီရီတရီရင်းမြင့်တဲ့ဒေတာခန်များကမြစည်းမကိုဇော်လ15ရက်နေ့မှာခေကြထားပါတယ်။ဒါ့အပြင်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့စစ်ကြောင်းအင်အားတရားဝင်ကျင်မှာဆက်သွယ်မှုပြတ်တောက်နေကြောင်း CPN ဗိုလ်ကြီးစင်ယောကဆိုပါတယ်။ဤကဲ့တဲ့မေလ30ရက်နေ့မှာစစ်ကောင်စီတပ်မှစစ်ဦးစီးမှုပထမတဲ့ဂျီဝါရအဆင့်ဒုတိယဗိုလ်မှူးကြီးနဲ့အတူတပ်သားများကိုအာရခတက်တော် AD ကလက်ရဖမ်းဆီးမိတဲ့ပါတယ်။လက်ရှိမှာအာရခတက်တော် AD ဟာကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မင်းတပ်တော်စခန် လေကမောကာကင်စကန်နန်ပေတောင်ကာကင်စကန်တို့ကိုမေလာတတိယအပတ်ကတင်ပိုက်ထားနိုင်ခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်မှာစစ်ကောက်စီရဲ့ဒညဝရီရေတပ်ဌာနချုပ်ကြောက်တလုံးဖေးရအနီးမှာရှိတဲ့ခမရနာလီနဲ့ဂိုချွေရွာအနီးမှာရှိတဲ့ခမရနာလီတို့ခလာရ30မြို့အနီးမှာရှိတဲ့အမတ်30နဲ့ရေတပ်ရင်းနဲ့တောင်မော်ကြီးရေတပ်ဌာနပွဲတို့တည်ရှိပါတယ်။အရကတက်တော်အေအေအနေနဲ့ရကိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်တပ်နာချုပ်နပခအပါအဝင်မြို့စလင်းမြို့ကိုတင်ပိုက်ထင်ချုပ်ထားပြီး ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေးကြောက်ဖြူမန်အောင်စတဲ့နောက်ဆုံးလက်ကျန်မျိုးသုံးမျိုးကိုသိမ့်ပိုက်ရင်ကြိုးပမ်းနေကြတယ်မြာသတ်မှတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့စလင်းမျိုးနဲ့တ냥တိုက်ငယ်ရင်စကံမှုစလင်းပကဖတ်ထံကိုအလင်းဝေရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမျိုးနဲ့တ냥တိုက်ငယ်ရင်စကံမှုအလင်းဝေရောက်ခဲ့ကြောင်းကိုစလင်းမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။ဇော်လ15ရက်နေ့ညနေ6:00ခန်းမှာ ဇလင်းမျိုးနဲ့တ냥တိုက်နယ်စခန်းမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့တူရဲမှုတအူးဟာဂျပန်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်မထမ်းဆောင်လို့တဲ့အတွက်ဇလင်းမျိုးနဲ့ပကဖတန်ကိုချိတ်ဆက်ကအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါအလင်းဝင်တဲ့တူရဲမှုဟာဇလင်းမျိုးနဲ့မူရုံးမှာတူမျိုးနဲ့မူအဖြစ်နက်နက်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ယခုနှစ်ဇွန်လအစောပိုင်းမှာတ냥တိုက်နယ်စခန်းမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အထက်ကကတော့လက်နက်ခင်းရဲများနဲ့ဝင်ရောက်လာပြီး ထိုက်တဲ့စူချင်းကိုရယူကပြည်သူလူထုဘက်ကနေရက်တီပြီးစစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့ကြံရှိခဲ့စစ်တပ်သားရဲတပ်သားများကိုနှိုးဆော်ခြင်းပါတယ်လို့ဆလင်းမြို့နယ်ပြည်သူ့ကာပေါ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဆလင်းမြို့နယ်အတွင်းကြံရှိနေတဲ့စစ်ကောင်စီလက်အောက်ခံစစ်သားများနဲ့ရဲတပ်ဖွဲ့များအနေနဲ့ပြည်သူလူထုနဲ့အတူကုပေါင်းပါဝင်ပြီးလက်နက်ခဲယမ်းများနဲ့အလင်းဝင်ရောက်ပြီးတိုက်တန်တဲ့စူချင်းဝင်များရယူကာ စစ်အာဏာရှင်ကိုတော်လှန်ပေးကြရန်စလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိပေးနှိုးဆော်ထားပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးချင်တာကတော့ PLA တွေစစ်ကိုမပုတ်နိုင်အောင်ဘူတန်မနီကတားဆီးနေတယ်လို့ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပလင်းမျိုးနဲ့ကန်တောင်ရေစကန်ကိုတင်ပိုက်ဖို့စစ်စင်ရေးဆင်နွှဲနေတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်စီကိုစစ်ကိုမပုတ်နိုင်အောင်ရင်းမာပင်ပကဖကောင်းဆောင်ဘူတန်မနီကနောက်ရှက်ဟန်တားနေတယ်လို့ PLA ရဲဘော်တအူးကပြောပါတယ်ဇွန်လ16ရက်နေ့မှာ ။ PLE ရဲဘော်တွေနဲ့ကြီးမှုထောက်ကူးတဲ့ဂရုစိတ်အရောက်မှာဂရုစိတ်ပိတ်ထားတယ်ဆိုတဲ့စိုင်းဘုတ်ကိုတွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒါကြောင့်ဒေသတာဝန်ရှိသူကိုစုံမောင်ကိုတွားရောက်ပြီးကူညီတောင်းရမှာ။ PLE ဆိုရင်ကိုကွေမကျုပ်ကိုတားမြစ်ထားကြောင်းပြောပြီးရင်းမာပဲ KI စစ်တပ်နဲ့ယာယီကိုကေးရင်မှုဗိုလ်တပ်မင်းနဲ့ကိုမိုးကောက်တို့ရဲ့အတန်ပိုင်ကိုဖွင့်ပြလဲလို့ဆိုပါတယ်။အဲ့ဒီအတန်ဖိုင်နဲ့မှာ PLA နဲ့ NUG မဟုတ်တဲ့သူတွေကိုကူးကွက်မပေးဘူးလို့ပြောထားကြောင်း PLA ရဲဘော်ကဆိုပါတယ်။အတန်ဖိုင်ထဲမှာပြောပြချက်အရာ ်ပီအလီရီမြစ်ကိုကူးမယ်ဆိုရင်မြစ်နောက်ဖက်ကနေအရှိဘက်ကိုကူးတာကိုသာခွင့်ပြုပြီးမြစ်အရှိဘက်ကနေအနောက်ဖက်ကူးတာကိုလက်မခံဖို့တားမြစ်ထားတယ်လို့ဆိုပါတယ်။မြစ်အနောက်ဘက်မှာပီအလီရီချီကူယူမှာဆိုလို့အဲ့ဒီလိုတားမြစ်တာလို့လည်းပြောထားကြောင်းအတန်ဖိုင်မှာပြောထားတယ်လို့ဆိုပါတယ်။ပီအလီရီကိုလိုက်ပို့တဲ့ကတို့တွေ့ရင်အဲ့ဒီကတို့တွေကိုပါအေးယူမယ်ဆိုပြီးချင်းချောက်ထားတယ်လို့လည်းဆိုပါတယ်။ချင်းတွင်းမြေအနောက်က PLA တွေကန်တော့စကန်တိတ်တိုက်ပွဲဆင်နွှဲနေတဲ့နေရာဖြစ်ပါတယ်။ မြင်းရှိဘက်ကတီရဲလီတွေမြင်းနောက်ဘက်ကိုကူးမလာရဘူးလို့ဆိုထားတဲ့အတွက်စစ်ကူမပေးပို့ရဘူးလို့တမ်းမြန်ဟန်တားနေတဲ့သဘောဖြစ်နေပါတယ်။ရင်းမပင်ပကပကောင်းဆောင်ဘူတန်မနီဟာအရင်မြတ်တည်အေးစီရသောဥတောပါကဖြစ်ပြီးစစ်တပ်အာဏာသိမ်းဝင်နောက်ပိုင်းမှာလူထွက်ပြီးဘူတန်မနီနာမည်ခံယူထားတာဖြစ်ပါတယ်။ဘူတန်မနီဟာဟီရိုတိုက်ကတော်လန်ရေးအဖွဲ့ကောင်းဆောင်ကိုထိုက်မှအပါအဝင်စုစုပေါင်း20ကျော်ကိုတပ်ဖြတ်မှုနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကစုံစမ်းစစ်ဆေးပို့သူလည်းဖြစ်ပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးတင်တာကတော့ဟေဟိုးဝေယုံပင်ရွာမှာစစ်မှုထမ်းမင်းနိုင်ရာမင်းနိုင်သူ400ကျော်လုံးမဲပေါက်ခဲကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စစ်မှုထမ်းရဲ့အသက်ပြည့်သူများအားလုံးကိုဟေဟိုးမြို့နယ်ဝေယုံပင်ကြီးရွာရွာတကြီးကမဲလာမနိုင်မနေရဟုချင်းချောက်မင်းနိုင်ခဲ့ရမှာမင်းနိုင်သူအားလုံးမဲပေါက်ခဲကြောင်းသိရှိရပါတယ်။ဇွန်လ16ရက်နေ့မနက်9:00နာရီမှာဝေယုံပင်ရွာလေခမ်းမမှာအသက်16နှစ်မှ35နှစ်အတွင်းရှိလူငယ်အားလုံးမဲနိုင်ရန်အရောက်လာရမည်။စေနိုင်ကျော်မရောက်လာသူများကို ပြက်ကွက်စည်ရင်သွင်းပြီးမြို့နယ်ရုံးကိုစည်ရင်ပို့မည်ဟုဆိုအားရွာလူကြီးဦးဝတို့ကအတန်ချစ်စနစ်အော်ပြီးချင်းချောက်ခဲ့ကြောင်းရွာခံများတန်ကနေသိရှိရပါတယ်။ရေးကြီးရွာမှာစစ်မှုတန်းရဲမဲနိုင်သွားရတဲ့အသက်၁၈နှစ်မှ35နှစ်အတွင်းလူငယ်400ရှိပြီးအလုံးမဲပေါက်ခဲ့ကြောင်းမဲပေါက်သူများနဘက်စင်အတိုင်းစစ်မှုတန်းသွားရမှာဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုမဲနိုင်ခိုင်းတာအလုံးကပေါက်တယ်။ပေါက်နံပါတ်အပတ်စစ်တိုင်းသွားရမဲတဲ့ငွေပုံမှန်မထက်တဲ့သူတွေဆိုထဲ့ပါတဲ့။ငွေပုံမှန်ထက်ထားတဲ့သူဆိုလူငါထက်ပေးမဲတဲ့။ မဲကတိကနေ400ကျော်လေကြတဲ့နဘတ်စင်အတိုင်းလိုက်ရမှာလူငါရရင်ကန်ကောင်းမှာပေါ့မရတော့ကြတဲ့သူလိုက်ဘောလို့ရွာခန့်တူကဆိုပါတယ်ရခင်ဝေယုံပင်ကြီးရွာမှာတလလျင်တအိမ်1000ချက်ကောက်ခံပြီးစစ်မှုထမ်းမဲ့သူငါထိတ်ခဲ့ပေမဲ့လေယခုအခါလူစားငါမရတော့တဲ့အတွက်မဲနဲ့ရချင်းဖြစ်ကြောင်းသိရှိရပါတယ်သို့တော်လည်းရွာလူကြီးဥဝတုတ်ကတော့လောက်စင်1000ချက်ပုံမှန်ပေးနိုင်တဲ့သူတွေကိုစစ်မှုတမ်းမပါစေပဲလူငါရှာပေးမယ်လို့မလုံးပေးထားတယ်ကို ရွာကံများကအယုံကြည်မရှိဖြစ်နေကြသောကြီးရွာကတူကပြောပါတယ်။သားမရရဲ့နဘတ်စင်တိုင်လက်ရတော်မှာမင်းနဘတ်30ကျော်တွေကြတော့မျက်နှာတွေပြက်ကုန်ရောပေါ့။အခုသူရွာတကြီးပြောဖို့ရလူငါရသလောက်ငါထည့်ပေးမယ်။ပတ်စံထည့်တာတော့ထည့်ရမှာမရတဲ့အစိုးတော့အလစ်ကျလိုက်ကြပေါ့လို့သူကဆက်ရှင်းပြပါတယ်။ဝင်းဝေကြီးရွာမှာမူလက AG 350ကန်ရှိတဲ့ကြီးရွာကြီးတွေရောဖြစ်ပြီးတချို့မိသားမစစ်ရှောင်များပါလာရောက်လေတိုင်ကြတဲ့အတွက် နှစ်နှစ်အတွင်းအင်ဂျီ350ခန်းမှ900ခန်းတိရှိနေပြီဖြစ်ပါတယ်။ဝရုံပင်ရော်တကြီးဥဝတ်တို့ဟာစစ်မှုတန်းကြီးအစမတန်ကောက်ခံမှုနဲ့တိုက်ခံရတဲ့အတွက်ယာကျူးပြုတ်ဖူးပေမဲ့လည်း၎င်းနေရာမှာအစတူရော်အုပ်ချုပ်မဲ့သူမရှိတဲ့အတွက်ရော်တကြီးအဖြစ်ပြန်လည်ခက်အပ်ခံရသူဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့အယုတ်ကုံကားများမန္တလေးအထိပြေးဆွဲတဲ့အတွက်ကုံကားပေါင်းသူများအခက်တွေ့နေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အယုတ်ကုံကားတွေဟာ လာရှိုအထိပြင်မန္တလေးအထိပါဝင်ရောက်ပြီးဆွဲလာတာကြောင့်ကိုကောင်းမောင်းသူတွေခက်တွေ့နေရကြောင်းရေပိုက်ရှင်ရင်မောင်းတွေစီကနေသိရှိရပါတယ်။ကိုတရင်ပိုက်ရှင်တယောက်ကတရုတ်ကားတွေကတရုတ်နံပါတ်နဲ့ချင်းရွှေဟော်ကနေလာရှိုအထိဝင်တာမဖြစ်သင့်ဘူး။တချို့ဆိုရင်တရုတ်ကားကိုနံပါတ်ပြောင်းပြီးတော့မန္တလေးအထိကိုဝင်လာတာလို့ဆိုပါတယ်။ကိုကားတွေကတော့ချင်းရွှေဟော်နဲ့ပြင်းစန်းကျော်နေဆက်ကိပ်ပြီးကလည်းတောက်လျှောက်ထွက်နေတယ်လို့သူကပြောပါတယ်။လာရှိုတီတကန်တယောက်ကတရုတ်ကားအများကြီးဝင်နေ ဒီမှာလဲတရုတ်ပစ္စည်းတွေပဲများတာတခြားပစ္စည်းတွေကမရောက်ဘူးတရုတ်ကားတွေကတရက်ဝင်လာတာဟုတ်တယ်လို့သူကပြောပါတယ်တရုတ်ကုန်တွေတင်ပြီးဝင်လာတဲ့ကုန်ကားကြီးတွေတဲဆင်နေတာတွေ့ရတယ်လို့သူကဆက်ပြောပါတယ်တရုတ်ကားတွေတရက်ဝင်ရောက်ပြေးဆွဲလာတာကြောင့်ပုံမှန်နေတဲ့ကုန်တွေရရှိပေမယ့်လက်ရှိမှာတော့ကားငယ်နေတောင်တပတ်မှနှစ်ခေါက်လောက်ပဲရတော့တယ်လို့သူကဆက်ပြောပါတယ်လက်ရှိမှာတော့စစ်ကောင်စီထိန်းချုပ်နေတဲ့ဘူစင်ရုပ်ပေါ်မှာရှိတဲ့စင်ဖြူကိ MNT ထိန်းချုပ်ထားတဲ့ကျင်းစံကျော်ကိတ်ကျင်းရွှေဟော်ကိတ် စတဲ့တရုတ်နေဆက်ကိတွေကနေတရုတ်ကုန်စည်ပေးမြန်မာဘက်ကိုဝင်နေတာဖြစ်ပါတယ်ခင်ဗျာတမတ်တက်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာတက်တော်ပြုံးတိမှုတိတိတတ်တယောနေလားဟုစစ်ကောင်းဆောင်ပြောဆိုခဲ့ကြောင်းတက်ဆက်ပေးပါမယ်ခင်ဗျာအာလာသိမီနောက်ပိုင်းနှစ်ကာလအလိုက်တက်တော်ပြုံးတိမှုတိတိတတ်တယောနေလာခဲ့တယ်လို့စစ်ကောင်းဆောင်မဲအောင်လိုက်ကပြောကြလိုက်ပါတယ်ဇော်လ15ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့2025ခုနှစ်ပထမအကြိမ်မိုးရသည့်တိပ္ပံစိုက်ပျိုးပွဲမှာစစ်ကောင်းဆောင်ကပြောကြားခဲ့တာဖြစ်ပါတယ် မိမိတို့တာဝန်ယူပြီးနောက်ပိုင်းတစ်ပင်ဆက်ပြိုးမှုတစ်တောတွေပြုပြင်တည်တည်မှုကိုအလေးထားချက်မှတ်ဆောင်ရွက်ခဲ့တဲ့အတွက်နှစ်ကာလအလိုက်တစ်တောပြုပြီးမှုတိတိတတ်တာယောနေချဆင်းခဲ့တာကိုတွေ့ရှိရတယ်လို့ဆိုခဲ့ပါတယ်မြန်မာနိုင်ငံရဲ့တစ်တောဖုံးလွှမ်းမှုဟာ2015ခုနှစ်မှာနိုင်ငံဧရိယာရဲ့52.9%နှစ်ရာခိုင်နှုန်း2020ပြည့်နှစ်မှာ52.19%ရာခိုင်နှုန်းနဲ့2025ခုနှစ်မှာပမာဏစီရင်ကန်စာရ52.15%ရာခိုင်နှုန်းရှိတာကိုတွေ့ရှိရတဲ့အတွက် တစ်တော့ပြုံးတိမှုအနေငယ်ရှိနေကြောင်းတွေးစီရတယ်လို့လည်းစစ်ကောင်းဆောင်ကဆိုပါတယ်စစ်ကောင်းဆောင်ကတစ်တော့ပြုံးတိမှုရော့ကျလာတယ်လို့ပြောနေပေမဲ့နိုင်ငံတကာမှာတစ်တော့ပြုံးတိမှုတွေကိုစောင့်ကြည့်လေ့လာနေတဲ့ Global Forest Watch ထုတ်ပြန်ချက်မှာတော့2024တနှစ်ထဲမှာတဲ့မြန်မာတစ်တော့ပြုံးတိမှုကဧကပေါင်း9300ကျော်ရှိတယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စက္ကစဒေါက်တိုင်ကီလာဦးရဲ့တားတော်ဟောင်းမင်းရဲ့မြတ်ဖုံးကန်အော်စီမာဘလူးစံ့ညုံနေလဲဆိုတော့ အထူးဆောင်ပါတဲ့ဘုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာတစ္ဆပောက်တီတော်ဦးဆိုတာဘယ်သူလဲအရင်ဆုံးတစ္ဆပောက်တီတော်ဦးဆိုတာတကယ်တမ်း NLD အစိုးရလက်ထက်တုန်းကယခုဥပဒေရေးရာဝန်ကြီးဌာနဖြစ်တော်ပြီဖြစ်တဲ့ပြည်တော်စုရှိနေရုံးချုပ်မှာအမြဲတမ်းအတွင်းဝန်ရာထူးကိုထမ်းဆောင်ခဲ့သူတယောက်ဖြစ်ပါတယ်2019ခုနှစ်ကမ်ဘီယာနိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုလူမျိုးတို့တပ်ဖြတ်မှုဂျီနိုဆိုက်နဲ့တရားစွဲဆိုပြစ်စင်ကလည်းနိုင်ငံတော်အတိုင်အမြန်ပို့ကိုဒေါ်ဆက်စုကြည်ဦးဆောင်ခဲ့တဲ့ ဥပဒေရေးရာအဖွဲ့မှပါဝင်ခဲ့တဲ့တူလည်းဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးမှတော့ထိတ်ဆုံးကဗတ်ပြောင်းတက်စပေါက်စည်းရင်တဲမှာတီတော်ဦးတယောက်ထိတ်ဆုံးကနေပါလာခဲ့ပါတယ်။စစ်ကောက်စီအာဏာသိမ်းပြီးတရက်ကြာဖေဖော်ဝါရီလ၂ရက်နေ့မှာပဲမူလရာထူးဖြစ်တဲ့အမြဲတမ်းအတွင်းဝန်ထမ်းမြင့်တဲ့အကြပ်ပတ်မဲအောင်လိုက်ကခန့်အပ်တဲ့ပြည်တော်စုရှင်းနေချုပ်ရာထူးကိုတွေ့ဝေခြင်းမရှိလက်ခံခဲ့တာပါ။တီတော်ဦးကိုရှင်းနေချုပ်မဲအောင်လိုက်ခန့်အပ်ရတဲ့အကြောင်းရင်းကလည်းမူလရှင်းနေချုပ်ဘူချုပ်ထွတ်ထွတ်ဦးဟာ မေအောင်လိုင်းလက်အောက်မှာတာဝန်ထမ်းဆောင်မှုညှင်းဆုပ်ခဲ့တာကြောင့်သာဖြစ်ပါတယ်။ဒီတော်ဦးအတွက်တော့ရာဒုံနဲ့အဆောင်အယောင်တွေဟာဒီလောက်အရေးပါနေခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့ပြည်တော်စုရှိနေရုပ်ချုပ်ကိုဥပဒေရေးရာဝန်ကြီးဌာနအဖြစ်ပြောင်းလဲဖွဲ့စည်းပြီးချိန်မှာလဲတီတာဦးဘုဥပဒေရေးရာဝန်ကြီးရာတို့ပေးအပ်ခဲ့ပါတယ်။2022ခုနှစ်ဇန်နဝါရီလ31ရက်မှာတော့ American ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့တကက်ပိတ်စုအရေးယူမဲ့စာရင်းမှာပြည်တော်စုရှိနေချုပ်ဒေါ်တီတာဦးလဲပါဝင်လို့လာခဲ့ပါတော့တယ်။ ပြည်တော်စုရှေ့နေကျုပ်ဆိုတာဘယ်လိုຢာလို့မျိုးလဲပြည်တော်စုရှေ့နေကျုပ်ဆိုတာမြန်မာနိုင်ငံအစိုးရရဲ့ပြည်မှုဆိုင်ရာဖွင့်ကင်းတွေမှာနိုင်ငံတော်ကုစားဆောင်ရွက်ဖို့ထားရှိထားတဲ့ပြည်တော်စုရှေ့နေကျုပ်ဌာနယခုဥပဒေရေးရာဝန်ကြီးဌာနရဲ့အကြီးအကဲဖြစ်ပါတယ်ရခိုင်ကဒီလိုကုန်ကျစ်တင်နေခဲ့ဘူးတဲ့ຢာတို့တစ်ခုဟာယခုမှတော့စစ်ကောင်စီအကြီးအကဲတွေရဲ့အလူကြဥပဒေကိုလက်တလုံးချလုတ်ကောင်နဲ့ကြုံကြကြလိန်တာတွေကိုလှုပ်ဆောင်နေပါတယ်။အများစုနဲ့ယင်းနှမဲ့တာဝန်တစ်ခုကိုပြပါဆိုရင်တော့ တမရဟောင်းနဲ့နိုင်ငံတော်အတိုင်ပင်ခံပို့ဖို့ဒေါ်ဆဆုဒီကဆလို့အပြစ်မဲ့နိုင်ငံရေးအကျဉ်းသားအလို့ကိုဥပဒေပုံမှန်တွေတက်ပြီးတရားစီရင်ကြခြင်းပဲဖြစ်ပါတယ်။ကိုအမျိုးကျတိတတူစစ်ကောင်စီရဲ့အတိုးတော်ခံတိရာဦးဟာကိုကိုရိုင်တာအပြစ်မဲ့ဤသူတွေကိုကိုကျဲစာတရားကင်းမဲ့စွာပြီးမထားတာဖြစ်ပေမဲ့မိမိရဲ့သားသမီးကိုတော့လက်ကုပ်နဲ့နမ်းမှာပို့ထားသူဖြစ်ပါတယ်။တိရာဦးရဲ့တူဦးရဲတော်သားမင်းရဲမြတ်ပုံကံဟာ အနာမသိငင်ကပဲအော်စတြေးလျမှာဆရာဝန်ဘဝကိုပူပင်ကင်းမဲ့စွာဖျက်ဆီးနေကြတာဖြစ်ပြီးတော့တပ်ဖို့အကြီးဆုံးသောကားတွေအိမ်တွေနဲ့အကောင်းဆုံးသောအတုံးဆောင်တွေနဲ့ဘဝကြီးကိုဖျက်ဆီးနေတာဖြစ်ပါတယ်။မင်းရဲ့မြတ်ဖိုးကရ2022ခုနှစ်အော်စတြေးလျနိုင်ငံရဲ့ထိတ်တန့်စီးရင်ဝင်လို့ပြောလို့ရတဲ့ Mackie Base Hospital မှာဆရာဝန်တယောက်အနေနဲ့ဆင်းရုပ်လုကင်နေခဲ့ပေမဲ့စစ်ကောင်စီအနာသိင်းဤနောက်ပိုင်းမှာသူ့ရဲ့မိသားစုအကြောင်းကိုတည်သွားကြတာကြောင့်လောက်ကောက်ကင်ဘက်တွေရဲ့ကျင်ပေခြင်းကိုခံခဲ့ရပါတယ် ဒါကြောင့်2022ခုနှစ်မှာမက်ဂီဘေးဟော့စပီတယ်ကနေနှုတ်ထွက်ခဲ့တယ်လို့သိရှိရပြီးယခုအခါမှာမိုင်းထောင်ချီတဲ့အဝေးကဂိုးပန်းမြို့ငယ်လေးမှာထပ်မံဇက်မြုပ်ဖို့ကြိုးစားနေတယ်လို့သိရှိရပါတယ်။မြန်မာနိုင်ငံကအီဂျန်ပါတယ်လို့ဆိုတဲ့မင်းရဲမြတ်ဖုန်ခိုင်းမင်းရဲမြတ်ဖုန်ခိုင်းနဲ့လီဆက်တူအမည်မဖော်လို့သူတို့ရဲ့ပြောကြားချက်အရတော့မင်းရဲမြတ်ဖုန်ခိုင်းဟာသူ့အမေဖို့အတော်အထင်ကြီးပေးစားမှုရှိပြီးအမြဲတမ်းချီးမွမ်းစကားဆိုလို့ရှိတယ်လို့သိရှိရပါတယ်။ ကြည့်ရတာတမိသားစုလုံးကမျိုးချစ်စိတ်အပြည့်ရှိပုံပါပဲ။နောက်ပြီးသူဟာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင်အေးအေးချမ်းချမ်းပါပဲ။ဘာမှဖြစ်ပျက်နေတာမရှိပါဘူး။စသဖြင့်တုံ့ပြန်မှုတွေသာပြီးတဲ့ပြီးဘာမှပြောဆိုခြင်းမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့မြေပြင်မှာတော့အတမဖက်စီခန္ဓာရသူ2000ကျော်ရှိနေပြီဖြစ်ပြီးအတီးပြုတ်တည်ဆုံးသူတွေ6500ကျော်ရှိပြီဖြစ်ပါတယ်။နေ့စဉ်နဲ့မျှလဲစစ်ကောက်စီအကြမ်းဖက်တွေအနေနဲ့လေကြောင်းတက်ခဲမှုအင်ဒီရီဂျွာတွေကိုမီးရှို့မှုတွေနဲ့အတူ အတင်းအဓမ္မပြုကျင့်မှုတွေကိုလူမဆန်စွာကျူးလွန်နေကြဆဲဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာအနိကြသောသို့မြန်မာနိုင်ငံရဲ့တည်င်းတွေနဲ့ထိတွေ့မှုမရှိတော့တာလားဆိုတာတော့မဆိုးနိုင်ပါဘူး။မင်းရင်းမြတ်ပုံခံရဲ့စေကံအတိတ်လို့ပေါ်ကံဘက်တွေရဲ့ဖေချင်မှုကြောင့် Mackey Base Hospital Queensland ကနေမင်းရင်းမြတ်ဖိုကတ်တရအခုဆို New South Wales Star Goldbank မြို့က Mulberry Doctor ဆိုတဲ့စေကံမှာပြောင်းပြီးလုပ်ကင်နေတာကိုတွေ့ရှိရပါတယ်။မင်းရင်းမြတ်ပုံခံတရ ရန်ကုန်မှာစီကံခွင်ထားသေးတာလားမင်းရဲ့မြဖုံးကန်နဲ့တီကျွမ်းတဲ့ငီးမပေါ်လို့သူတို့ရဲ့ပြောပြချက်အရာမင်းရဲ့မြဖုံးကန်အနေနဲ့ယခုရန်ကုန်မှာအသစ်ဖွင့်လှစ်ထားတဲ့မင်းမက်ဒီကယ်အက်စသက်တစ်ဆိုတဲ့အလပဆိုင်ရာစီကံနဲ့ဆက်နွယ်မှုရှိတယ်လို့သိရှိရပါတယ်အတွင်းသတင်းတွေပေါ်ပြချက်အရာတော့အထက်ပါစီကံကိုမင်းရဲ့မြဖုံးကန်နဲ့နှီးဆက်တဲ့အမျိုးသမီးတယောက်ကစီမံခန့်ခွဲနေတယ်လို့သိရှိရပါတယ်အာနာရှင်တာသမီးတွေရဲ့လူနေမှုပုံစံ အနီမပေါ်လို့သူတရင်ပေးရဲ့ပြောဆိုချက်အရမင်းရဲ့မျက်ဖောက်ကန်ဟာအလွန်ချမ်းသာသူတယောက်ဖြစ်ပြီးဩစတြေးလျနိုင်ငံမှာပိုင်ဆိုင်မှုတွေရှိတယ်သူလည်းသိရပါတယ်။လီယင်မောင်းလိုင်စင်တော့ရပါပြီ။ရပန်ယန်ခါဝါသနာအရလီယင်မောင်းတတ်တယ်သူလည်းသိရှိရပါတယ်။ဖြိုပြီးပွဲတွေခီးတွေမကြာခဏဆူသလိုတွားတက်တယ်လို့အမျိုးသမီးတွေနဲ့လည်းဖလက်တကင်းရှိတတ်တဲ့နူဇာလျိုးလို့သိရပါတယ်။ဂျမန်နစ်ကဩစတြေးလျနိုင်ငံသားဖြစ်ကိုခံယူလိုက်ပြီးဖြစ်သည့်ဩစီနိုင်ငံကူးလက်မှတ်ကိုကယ်ဆောင်ထားသူတယောက်ဖြစ်သွားပြီလို့လည်းသိရပါတယ်။ မြန်မာနိုင်ငံရဲ့တရားဥပဒေကိုချေလည်နေတဲ့မိခင်တီတော်ဦးတယောက်သူ့ရဲ့သားသမီးကိုတော့မြန်မာနိုင်ငံရဲ့အဝေးဆုံးကိုဆေလွတ်ထားတာပါသူ့အမေရဲ့ခြေရနင်းမှာမင်းရဲ့မြတ်ပုဂံဟာယခုလက်ရှိမှာအော်စတြေးလျနိုင်ငံမှာနံပါတ်1တက္ကသိုလ်ဖြစ်တဲ့ The University of Sydney မှာဥပဒေဒီပလိုမာဘွဲ့အတန်းကိုတက်ရောက်နေတယ်လို့လဲအမည်မပေါ်လို့တဲ့ရေပိတ်တူရဲ့ပြောပြချက်အရာသိရှိရပါတယ်။ကွာချောင်းလုံးတဲ့ဘဝတွေမြန်မာနိုင်ငံကစီးကြောင်းသားတွေအပါအဝင် ကျမကြီးဝန်တန်းတွေဟာတော်လိုင်းရင်မှာပါဝင်မှုကြောင့်ခေါင်းတိတ်တဲ့ကိုတလက်နဲ့အပြစ်ခံရခြင်းညံပန်းနှိပ်ဆက်ပြိနှိပ်ခံရခြင်းအနာကက်မင်းတွေကြားချိန်မှာစစ်ကောင်စီအကြီးအကဲတွေရဲ့သားသမီးတွေကတော့မြန်မာနိုင်ငံနဲ့အဝေးဆုံးတနေရာမှာဘဝကိုအပူပိန်ကင်းမဲ့စွာဖျက်ဆီးနေကြပါတယ်။တဖက်မှာတံပိုးအကြီးဆုံးသောကတွင်တံပိုးအကြီးဆုံးသောအင်တွေနဲ့အဆောင်ရောင်တွေတဖက်မှာတော့24နာရီမှ4နာရီပဲရတဲ့လျှက်စင်မီအင်တာနက်ဖြတ်တောက်မှုဒီပတ်ထွက်ခွာခွင့်ပိတ်ဆို့မှု အတမပေါ်တာဆွဲမှုတွင်နဲ့အတူစစ်ပွဲတွင်တောင်မကယ်လီယာရဲ့စီမံရလားလူတစုတစ်ဖွဲ့ရဲ့ဒုတ်ရက်တွေရဲ့အကျိုးဆက်တွေလားဆိုတော့အားလုံးထမင်းစားသူတိုင်းသိကြမဲလို့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းထုတ်များနဲ့ပြန်လာခဲ့ပါမယ်မြမောက်ပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လိုင်းနေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ ကျွန်တော်တို့တော်လန်တဲ့ဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ။